အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာကတော့ခုနှစ်တူယုံနဲ့ရောင်းတန်းဝင်တဲ့ time bus တွေကိုလာရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီကနေ့မှဒီဟာလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုမျှဝေပေးမှာဖြစ်တဲ့အတွက် view လေးကိုအဆုံးထိချိဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးအတူတူလိုက်ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ပါခုနပြောတယ်လို့ပဲเนาะမှာခုနှစ်တူယုံနဲ့တန်ဖိုးများစွာနဲ့လဲလှယ်လို့ရတဲ့ time bus လေးတွေကိုလာရောက်ပြီးတော့မျှဝေပေးသွားတာပဲဖြစ်ပါเนาะဒါက25ပြား ရေဖားစတာပေါ့နော်ခုနှစ်2542ဆိုရင်ဘတ်2000 3000ကျရောင်းလို့ရနော်ဒီဟာကျတော့50ပြား50စတာနော်ဒီဟာကျတော့ခုနှစ်2530ဆိုရင်လက်ရှိပေါက်ဈေးကဘတ်3000ဝန်ဒီဘတ်3000ထိရောင်းစီဝင်လာပဲဖြစ်ပါเนาะဟုတ်ကဲ့နောက်တစ်ခုကျတော့တပတ်တန်တပတ်တန်ကျတော့ခုနှစ်2529ဖြစ်ခဲ့တယ်ဆိုရင်အ ਨੇ စုံစီပါเนาะဘတ်200နေဘတ်2000ထိ ရောင်းတန်းဝင်တာပဲဖြစ်ပါเนาะဟုတ်ကဲ့ဒီ၅ဖတ်တာနဲ့ပတ်သက်ပြီးတော့ရောင်းတန်းဝင်တဲ့ခုနှစ်ကျတော့ခုနှစ်2540နဲ့9546ပဲရမှာเนาะဂျန်တဲ့ခုနှစ်တည်းကရောင်းတန်းဝင်ပါဘူးဒီဟာလေးတွေတခြားလေးတိုက်ကြည့်ပါဘတ်3000နေဘတ်1000 ठी ရောင်းတန်းဝင်တာပဲဖြစ်ပါเนาะဟုတ်ကဲ့နောက်တစ်ခုဒီဟာ10ဘတ်တန်ပေါ့เนาะ10ဘတ်တန်ခုနှစ်2541ဆိုရင်ခုအ ਨੇ ဆုံးပေါက်စေးရ30ကနေပြီးတော့ဘတ်1000 ठी ရောင်းတန်းဝင်တာပဲဖြစ်ပါเนาะဟုတ်ကဲ့နောက် ဆယ်ဘတ်တန်တစ်ခုကြတော့ခုနှစ်2531ပေါ့နော်ဒါလည်းလက်ရှိပေါင်းစည်းရအနည်းဆုံးစည်းရဘတ်200နေဘတ်2000ထိရောင်းတန်းဝင်တာပဲဖြစ်တော့ဟုတ်ကဲ့ဒီချာလေးတက်ကြည့်ပါဒီနောက်ဆုံးဆယ်ဘတ်တန်နောက်ဆုံးတစ်ခုကြတော့အနည်းဆုံးစည်းရဘတ်5000ကနေဘတ်တတန်ထိရောင်းတန်းဝင်တာပဲဖြစ်ပါနော်ဟုတ်ကဲ့ဒါဈေးအများဆုံးထဲမှာပါပါတယ်နောက်တစ်ခုကြတော့ဒီမှာကတဘတ်တန်ဂလုံရုပ်ပါတဲ့ဟာပေါ့နော် ဒီဟာကြတော့နောက်ဘက်ချက်မှာဘာမှမပါနဲ့ဗလာဖြစ်နေအောင်เนาะအဲ့လိုပုံစံမျိုးဆိုရင်လည်းဘတ်1000ကနေဘတ်1000အထိရောင်းတန်းဝင်တာပဲဖြစ်အောင်เนาะဟုတ်ကဲ့ဒါမျိုးထူးခြားတာတွေးလို့ရှင်လွတ်မပြစ်ပါနဲ့မတုံးပြစ်ပါနဲ့เนาะဟုတ်ကဲ့ဒီချာလေးတိန်းထားပါဘတ်1000နေဘတ်1000အထိရောင်းတန်းဝင်တာပဲဖြစ်ပါเนาะဟုတ်ကဲ့ဒီအရွက်လေးကြတော့ဘယ်ဟာတွေရောင်းရဆိုတော့80တန်းပေါ့เนาะဒါ ဒီပထမဘဲဘချမ်းဟာရောင်းလို့ရတယ်ညာဘချမ်းဟာရောင်းလို့မရအောင်เนาะဒါကထော်ထုံနဲ့ဖော်ဖာเนาะဖော်ဖာနဲ့ရောင်းရတယ်ထော်ထုံကမရဘူးဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်မျှဝေပေးတဲ့အကြောင်းအရာတွေကအမတငယ်ချင်းမိတ်ဆွေတို့ထမ်းရောက်ရွှေမြမာတို့အတိပညာဗုဒ္ဓတကူရတော့ခဲ့မှာဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ follow မလုပ်တင်လဲ follow လေးနှိပ်ပေးတော့ပါလို့တောင်းဆိုလိုက်ပါเนาะဟုတ်ကဲ့လောက်ကန်စင်ပြေကြပြီကန်ကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြမှာပါ